ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရှင်ဖိုက်တာလေးဂျိုရှွာပန်ကြောင့်ရှင်လူမျိုးတွေတက်ရောက်ပြီးတော့ဝူပြူတယ်ပေါ့လေရှင်ခရိယံဘုရားရှိခိုးကြောင်းကိုတော့နေချင်းညာချင်းလူတိများသွားပြီလို့သိရှိရပါတယ်ဒါတစ်ဖက်မှာပြောရရင်ဂျိုရှွာပန်ကြောင့်ပါပဲဂျိုရှွာပန်ကအောင်မြင်လာတဲ့ပုံရိပ်ရှိလာတဲ့ဆိုတဲ့ကသူ့ရဲ့လှုပ်ရှားမှုတွေသွာလာမှုတွေသူ့ရဲ့ life story တွေကို USD ကတင်ဆက်ပြသခဲ့တယ်အဲ့မှာရှင်လူမျိုးတွေအများစုတက်ရောက်လေရှိတဲ့ ရှင်ခရိယံဘုရားရှိခိုးကြောင်းကြောင်းလေပါဝင်သွားခဲ့တယ်ခင်ဗျအဲ့တော့ USC ကရှင်ခရိယံဘုရားရှိခိုးကြောင်းတိသွားရောက်ပြီးတော့ဂျိုရှွာဘန်ရဲ့နှုတ်ချမှုတွေကိုရိုက်ကူးတင်ဆက်ခဲ့တာဖြစ်ပါတယ်အဲ့လိုတင်ဆက်ပြသလိုက်ပြီးရဲ့နောက်မှာတော့ဂျိုရှွာဘန်ရဲ့ပုံရိပ်နဲ့အတူတူပေါ့လေရှင်ခရိယံဘုရားကြောင်းကိုလည်းလူအရန်တိသွားခဲ့ပါတယ်ခင်ဗျ USC ဟာ USC 317 embedded ရဲ့ဒီ block episode 2မှာရှင်ခရိယံဘုရားရှိခိုးကြောင်းစီကိုတွားရောက်ပြီးတော့ဂျိုရှွာဘန်ရဲ့လှုပ်ရှားမှုမြင်ကွင်းတွေကို ရိုက်ကူးတင်ဆက်ခဲ့တာပါဒီဘက်မှာဂျိုရှွာဘန်ရဲ့ဘာသာတရားကိုင်းဆိုင်မှုကိုဖော်ပြထားတယ်ပြီးတော့ရှင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုထုံနှန်းစင်တာဒလေတွေကိုစနစ်တကျတင်ဆက်ပေးထားတာကိုကျွန်တော်တို့မြင်တွေ့ရပါတယ်ခင်ဗျ UFC ဟာ UFC 317 Embedded ရဲ့ Block Episode 1မှာတော့ဒီ Joshua Ban Legend တွေ Force Fight Club ကိုသွားတယ်ပြီးတော့ Joshua Ban ကပြိုင်ပွဲအတွက် Legend ပြင်ဆင်နေပုံလေးကိုတင်ဆက်ပြသခဲ့ပါတယ် UFC ဟာ ဒီ UFC 3 UFC 7 Embedded ရဲ့ Block Episode 2မှာတော့ရှင်ခရီးရန်ဖျားရှိခိုးကြောင်းတွေက Joshua Ban ရဲ့ဘွားပုံရိပ်တွေအပြင် Joshua Ban ကသရှင်ကောင်းဆိုရတဲ့လို Kidda တိတာလဲတွန်းကျင်ပိုင်နိုင်နေဆိုတာကိုပါထည့်သွင်းပြီးတော့ပြသခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့တော့အခု Joshua Ban ကြောင့်ပဲဒါရှင်ခရီးရန်ဖျားရှိခိုးကြောင်းအကြောင်းကိုလည်းလူများစုသိသွားခဲ့ပြီဖြစ်ပါတယ်ပြီးတော့မနက်ဖြန်ကိုရောက်ရင်လဲ Joshua Ban ရဲ့ပွဲစဉ်ကိုတက်ရောက်ကြည့်ရှုဖို့ပြိတ္တာဟာအများအပြားရှိနေပြီလို့သိရှိရပါတယ် ယောရှုအဘန်ကလည်းပြိုင်ပွဲအတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ပြီးတော့သူ့အနေနဲ့အခုချိန်မှာအောက်ဆီယာနဲ့ထိုးရတာဖြစ်တဲ့အတွက်ဖိအားကင်းကင်းနဲ့ထိုးရတာဟာတပန်းတာနေတယ်သူ့အနေနဲ့နိုင်ပွဲအရာယူပြီးရှေ့လာမဲ့ပွဲစဉ်မှာရွှေကပတ်လူပွဲစိန်ခေါ်ပွဲထိုးခင်ရဖို့ကိုရင်ခုန်နေမိတဲ့အကြောင်းသတင်းစာရှင်းလင်းပွဲမှာခရဲကထည့်သွင်းပြောကြားသွားခဲ့တယ်ခင်ဗျအဲ့တော့ဂျိုရှွာဘတ်အနေနဲ့မျော်လင့်နေတဲ့အရာရာကိုရရှိပိုင်ဆိုင်နိုင်ပါစေလို့ဒီနေရာကနေပြီး အခုကတည်းကဆူတောင်းပေးလိုက်ပါရခင်ဗျာတ िश ူအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ